အဘမကပြောရမယ်ဆိုစစ်တပ်အနေနဲ့ကျွန်တော်ရောက်တော့ဝဆိုရင်ပေါ့နော်အဘကတကယ်ကိုအဘမနေခဲ့တဲ့ဒူးတန်ရင်မှုတွေအာတန်ရင်မှုကျွန်တော်တချို့ဗီဒီယိုတွေမှာအဲအကြောင်းကိုပြောပြပါတယ်အထီးခီးလို့ထီးထားလို့ဆိုပတ်စံဆိုတောက်တောက်လဲဝင်နေနေရအဓိကကဘာလဲဆိုတော့သူကလူမောင်ခိုလမ်းကြောင်းနေရှိတယ်ဒဝဲထီးခီးလမ်းကြောင်းဘက်ကနေဆာစခန်းနေပါဆိုရင်တော့အဓိကပေါ့နော်ဒဝဲဘက်ကိုသွားတဲ့ကန်ချနာဘူရီဘက်ကနေပြီးလာပြီဆိုရင်ဒဘက်ကိုကူးမယ်ထီးခီးဘက်ကနေကူးပြီးတော့ဒဝဲရင်နဲ့စိုက်ကန်ဘက်ကိုသွားတဲ့လမ်းကြောင်းဘက်ကရှိတဲ့စစ်စခန်းတွေဒီ ကုံသွားပြီလို့တော့ပြောလို့ရတဲ့အခြေအနေလို့ဟာကျွန်တော်ကတော့မြင်နေပေါ့နော်အဲ့တော့အပတ်စခန်းနေပါဆိုရင်တနင်္သာရီတိုင်းကနေပြီးတက်တည်ထိုင်ကြတယ်စားကရှစ်ကတက်တွေကလှုပ်ရှားစစ်ကြောင်းဖြစ်ပူပေါင်းပြီးတော့အပတ်မှာလှုပ်ရှားကြတဲ့ပုံစံတွေကိုလည်းအာကျွန်တော်တို့တော်တော်လေးကိုတွေ့ရတယ်အပတ်မှာကပြောရမယ်ဆိုစစ်တပ်အနေနဲ့ကျွန်တော်ရောက်တော့ဆိုရင်ပေါ့နော်အပတ်က ငါတကယ်ကိုအမှမနေခဲ့တဲ့ဒူးတန်ရင်မှုတွေအာတန်ရင်မှုကျွန်တော်တချို့ဗီဒီယိုတွေမှာအဲအကြောင်းကိုပြောပြပါတယ်အထီးခီးလို့ထီးထားလို့ပတ်စံဆိုတောက်တောက်လဲဝင်နေနေရအဓိကကဘာလဲဆိုတော့သူကလူမောင်ခိုလမ်းကြောင်းတွေရှိတယ်ဒီလူမောင်ခိုလမ်းကြောင်းတွေရနေပြီးတော့ပတ်စံတွေရတယ်နောက်ပြီးတော့အဲတဝဲထီးခီးလမ်းကြောင်းကိုဖောက်တယ်ဆိုတဲ့အချိန်မှာဒီအတစ်တော်တွေတော့မှာကျွန်းတစ်တွေဟောပါတော့အများကြီးပဲ ပတောက်တွေအဲ့လိုတစ်ပင်နေဆိုရင်လက်ညှိုးထိုးပြီးရောင်းစားရတော့အပတ်ကဖြူအောင်မှုတွေဆိုတက်သမားတွေခေါ်လာပြီးတော့ဟိုဟိုင်းအဲသူတို့နေမီထဲမှာအကျွန်းတက်တပင်တွေ့ပြီးတော့ဟဲ့ရောက်လာခဲ့အဲ့တပင်ခုတ်အဲ့တပင်ခုတ်ရောင်းပလိုက်အပတ်ကတမမှုတွေဆိုရင်ပတ်စံကိုအဲ့လိုတော်တော်ကိုရလာပါတော့တော်တော်ကိုရလာအပတ်ကဒူးတန်မှုဆိုရင်အမှတဝဲထီးခီးပေါ့နော်အဲထီးထအနာမထိုင်ရတဲ့သူတွေဆိုရင်ပတ်စံဆိုရှယ်ကိုရလာတကယ်ရလာတော့မြန်မာဝင်တဲ့မဟုတ်ဘူးနော်ဘတ်နဲ့ရလာ ဘတ်နဲ့ရတာအဲ့လိုမျိုးအခြေအနေမျိုးတွေအပ္ပမသူတို့ဆိုရင်ဘောစီတွေအပ္ပမထိုင်ရတဲ့သူတွေဆိုတကယ်ဘောစီတွေလို့ပြောလို့ရတဲ့အခြေအနေမျိုးပေါ့ဗျာအဲ့တော့ပြောချင်တာကအပ္ပဒဝဲထီကီလန်ကြောင်းဘက်ကအခြေအနေတွေကအခုချိန်မှာတော်တော်လေးကိုစိုးပြီးတော့စစ်တပ်ရဲ့စုံမှုပျောက်ပြတ်သွားတဲ့အခြေအနေတစ်ခုလို့ကျွန်တော်တို့ပြောလို့ရတယ်ဗျာ